အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနိုင်ငံကတော့အိန္ဒိယအားဖြင့်တင်းငယ်တဲ့နိုင်ငံတစ်ခုဆိုပေမဲ့ကမ္ဘာပေါ်ကအကြီးမားဆုံးနဲ့ဗျူဟာအကြဆုံးရေကြောင်းလမ်းတွေကိုထိန်းချုပ်နေတဲ့နိုင်ငံမှာ1914ခုနှစ်မှာပနမာတူးမြောင်းကိုစတင်အသုံးပြုခဲ့ပါတယ်ဒီတူးမြောင်းကအာတလန်တိတ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပေးထားပြီးလူသားတွေစောက်လုပ်ခဲ့တဲ့အံ့ဖွယ်တွေကတခုလို့သတ်မှတ်ထားရလေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတူးမြောင်းက80ကီလိုမီတာလောက်ရှည်ပြီးလော့လို့ခေါ်တဲ့ဂိတ်အဖွင့်ပိတ်စနစ်နဲ့လုံးလုံးပါတယ်။အဲ့စနစ်ကသင်္ဘောတွေကိုလမ်းတစ်လျှောက်လူလုတ်ကန်တဲ့ ပင်လယ်ကြားကအမြင့်ကာကွယ်ချက်တွေကိုပြောပြပြီးလမ်းညွှန်ပေးတာပဲဖြစ်ပါတယ်။ဒီတူးမြောင်းမဆောက်လုပ်ခင်ကအတင်းမိုးတွေကအချိန်လဲကုန်ပြီးအန္တရာယ်များတဲ့ခီးဖြစ်တဲ့တောင်အမေရိကတစ်လျှောက်လုံးရွက်လင့်ခဲ့ကြရပါတယ်။ဒါပေမဲ့အခုဆိုရင်တူးမြောင်းကတင်းမိုးတွေအတွက်ခရီးသွားချိန်နဲ့ကုန်သွယ်ကားတွေကိုအများကြီးရှင်းချပေးပြီးပုံနေပြီးတော့ထိရောက်တဲ့လမ်းကြောင်းတစ်ခုကိုထောက်ပံ့ပေးပါတယ်။သူ့ရဲ့ကြီးမားတဲ့ရေးပါမှုကြောင့်တင်းငယ်တဲ့ပနမားနိုင်ငံကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အာရုံစိုက်မှုကိုစတင်ဖန်ဆားလာခဲ့ပါတယ်။အဲဒါကြောင့်မလို့ဒီတူးမြောင်းကြောင့်လက်ရှိသမိုင်းမှာအဆိုးမအောင်ကျူးကျော်မှုတွေတဲကတခုဖြစ်လာပါတော့တယ်။ 1989ခုနှစ်မှာအမေရိကန်ကပနားမားရဲ့ Jetskin ဆိုတဲ့စစ်စင်ရေးမှာဝင်ရောက်ဆွတ်ဖက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီကျူးကျော်မှုကိုပြုလုပ်ရတာဟာအမေရိကန်ပြည်သူတွေနဲ့ဒီမိုကရေစီကိုကာကွယ်ပေးပြီးဒီနယ်မြေတွင်းကမူရစ်စေဝါရောင်းဝယ်ခြင်းတွေကိုတိုက်ခိုက်ဖို့အတွက်ဆိုပြီးပြန်လည်ခြေပခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ပန်းနိုင်ကအမေရိကန်ပြည်သူတွေရဲ့အသက်ကိုလုံခြုံမှုပေးနိုင်ဖို့ပနားမားမှာဒီမိုကရေစီကိုခုခံပေးဖို့မူရစ်စေရောင်းဝယ်ဖောက်ကားမှုကိုတိုက်ခိုက်ဖို့နဲ့ပနားမားတူယောင်စာချုပ်ရဲ့အချက်အလက်တွေကိုကာကွယ်ပေးနိုင်မှုဖြစ်ပါတယ်။ဒါပေမဲ့လူတိုင်းကတော့အဲ့စကားတွေကိုမယုံခဲ့ကြပါဘူး။ အများစုကတော့အမေရိကန်ရဲ့တကယ်ယူရွက်ချက်ကပနားမတူးမြောင်းကိုထိတ်ချုပ်ခွင့်ရတာတေချာဖို့ပဲဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒီစစ်စင်ရေးအတွင်းမှာပနားမသမ္မတမန်နူရယ်နော်ရီအေဂါကိုအာဏာပိုင်ဖြစ်ကနေဖယ်ရှားခဲ့ပါတယ်။ဒါပေမဲ့ပနားမနဲ့အမေရိကကြားကဇလန်းကနောက်ကျောင်းလိုက်ကြည့်မယ်ဆိုရင်အများကြီးရှိနေပါသေးတယ်။1903ခုနှစ်မတိုင်ခင်တုန်းကပနားမကကိုလံဘီယာရဲ့ဒစိမ့်တပိုင်းဖြစ်ခဲ့ပေမဲ့အဲ့နှစ်မှာပဲပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပနားမကသူ့ကိုယ်သူသမ္မတနိုင်ငံအဖြစ်ကြီးညာခဲ့ပြီးတော့ကိုလံဘီယာကနေခွဲထွက်သွားခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့သူတို့ကအမေရိကန်တွေစီကအကူအညီနည်းနည်းလေးရခဲ့ပြီးတော့တွေးထားတယ်လို့ပဲအမေရိကန်ကလက်ပလာနဲ့တော့ထွက်မသွားခဲ့ပါဘူး။သူတို့ရဲ့အကူအညီတွေအမေရိကန်ကဒီတူးမြောင်းကိုဆောက်လုပ်ပြီးထိန်းချုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ဒီကိစ္စကိုညှိနှိုင်းတဲ့နေရာမှာပနားမလူမျိုးတွေမပါခဲ့တဲ့စာချုပ်တစ်ခုနဲ့စီစဉ်ခဲ့တာပါ။အစိုးရကပြောခဲ့တယ်လို့ပဲဒီတူးမြောင်းကိုဆောက်လုပ်တာကအဓိကအောင်မြင်မှုတစ်ခုဆိုပေမဲ့ဆောက်လုပ်နေစီမှာအလုံကျန်းလောက်ရတဲ့အခြေအနေတွေယောဂနဲ့မတော်ဆမှုတွေကြောင့်မရေတွက်နိုင်တဲ့လူပေါင်းများစွာဒဏ်ရာရခဲ့ကြပြီးတော့တိမ်ဆုံးခဲ့ကြပါတယ်။ ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒါ့အပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ1989ခုနှစ်ပနားမားကိုထိန်းချုပ်ခွင့်ပြန်လည်ပေးရခဲ့တဲ့အချိန်ထိအမေရိကန်ကဒီတူးမြောင်းကိုထိန်းချုပ်ခဲ့ပါတယ်အဲလုပ်ငန်းစဉ်ဟာ1999ဒီဇင်ဘာ30ရက်နေ့ပနားမားနိုင်ငံအာနာပြေဝပြန်သိမ်းနိုင်ခဲ့တဲ့အချိန်ထိကြာမြင့်ခဲ့ပါတယ်အဲအချိန်ကစပြီးပနားမားကဒူးမြောင်းကိုအစစ်မြင့်ပြီးချဲထွင်တာတွေလှုပ်ဆောင်လာခဲ့ပြီး2016ခုနှစ်မှာတိုးချဲ့ဖွင့်လှစ်တာတွေတောင်လှုပ်ဆောင်ခဲ့ပါတယ် အခုဆိုရင်ပိုပြီးကြီးမားတဲ့တင်မောတွေကိုတော့ဖြတ်တန်းခွင့်ပြုနေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဇလန်းကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာဖြစ်ပါတယ်။ပနားမကဒူးမြောင်းကိုထိ ंछ ုံနိုင်ပြီလို့ယူဆခဲ့ပြီးနောက်မှာဒီနယ်မြေတွင်းကိုအဓိကစိတ်ဝင်စားနေတဲ့နိုင်ငံအသစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။နိုင်ငံတကာကစားပွဲထဲမှာပါဝင်လာတဲ့ကစားသမားအသစ်ကတော့အာယုံဆိုင်မှုအများကြီးကိုရှောင်ရှားဖို့အတွက်အစပိုင်းမှာတိတိကျကျပဲလှုပ်ရှားနေခဲ့ပါတယ်။အချင်းကြလာတာနဲ့သူကယင်းနှမြုံနယ်မှုတွေပြုလုပ်လာပြီးကုံတွယ်ရေးသဘောတူညီချက်တွေမှာလက်မှတ်ထိုးခဲ့ပါတယ်။ရုပ်တရက်ပဲဆောက်လုပ်ရေး project အသစ်တွေနဲ့တိုးတက်မှုအကြီးစားတွေကိုငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ ဘယ်နိုင်ငံလဲဆိုတာခင်ဗျားတို့ခံမှန်းနိုင်လားဟုတ်ပါတယ်အဲ့ဒါကတော့တရုတ်နိုင်ငံမှာပဲစူးရှတဲ့အမြင်နဲ့ကောင်းမွန်တဲ့ viewer တွေနဲ့အတူတရုတ်ကပနမားတူးမြောင်းရဲ့အရေးပါပုံကိုမြန်မြန်ပဲသတိထားမိခဲ့ပါတယ်တကယ်တော့တူးမြောင်းကိုရှောင်ပြီးတင်မောတွေအတွက်အခြားလမ်းမရှိပါဘူးဒီတူးမြောင်းကကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုရဲ့အဓိကတောချက်တစ်ခုဆိုတာပါပဲတရုတ်ကကမ္ဘာပေါ်မှာအကြီးဆုံးထုတ်ကုန်တင်မောတဲ့နိုင်ငံတွေအားတစ်ခုပါခင်ဗျားအိမ်မှာရှိတဲ့ Made in China ကုန်ပစ္စည်းတွေကိုပဲကြီးလိုက်ပါအောင်ဒီနေ့ခင်မာတော့ electronic ပစ္စည်းတွေတင်မဟုတ်ပါဘူးခင်ဗျားတို့ဝတ်တဲ့အင်ကြီးတွေကလီကစားစရာရုပ်တွေကအစတရုတ်ကလာတာပါ ဒီရောင်းကုန်တွေအားလုံးကိုကဘာအနှံ့ပို့မယ်ဆိုရင်တရုတ်အနေနဲ့တင်မောရေအတွက်အများကြီးလိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့တင်မောတွေသွားမယ်လမ်းကြောင်းတွေကလည်းလုံခြုံပြီးမြန်ဆန်နေဆိုတာတေချာဖို့လိုအပ်ပါတယ်။အဲဒါကြောင့်ပထမတူးမြောင်းကဒီကိစ္စမှာအရေးပါလာတာပါ။ဒီတူးမြောင်းကနေသွားမယ်ဆိုရင်အတလန်တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာတွေကြားသွားရတဲ့အချိန်ကိုတိတိတသားရှော့ချပေးနိုင်ပါတယ်။ပင်လယ်ပြင်လမ်းကြောင်းရဲ့ပုံနေတဲ့ဆိုတာကတရုတ်အတွက်လုပ်ငန်းဆိုင်ရာငွေကြေးကုန်ကျမှုနေမဲ့ဆိုတဲ့သဘောပါပဲ။ဒီလမ်းကြောင်းကုန်သွယ်ရေးပေါ်မှာအတော်လေးမိခိုနေတဲ့နိုင်ငံတစ်ခုအတွက်ဒီတူးမြောင်းကိုထိန်းချုပ်နိုင်တာဖြစ်ဖြစ် လွှမ်းမိုးနိုင်တာဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းအတွက်တော့အရန်ရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ဒါကြောင့်ပထမနိုင်ငံကဒီတူးမြောင်းကိုပြန်လည်ရရှိရရတရုတ်ကဒီနိုင်ငံမှာများပြားတဲ့ယင်းနည်းမြောင်းနိုင်မှုတွေကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။၂၀၁၉ခုနှစ်ပထမနိုင်ငံကထိုင်ဝမ်နဲ့တန်တမန်ရေးရာဆောင်ရွက်မှုတွေကိုဖျက်တောက်လိုက်ပြီးတော့တရုတ်ကိုအသိမှတ်ပြုခဲ့တာကြောင့်ယင်းနည်းမြောင်းနိုင်မှုတွေပြုလုပ်ဖို့လမ်းကြောင်းပူပေါ်လာခဲ့ပါတယ်။တရုတ်ကစိတ်ကမ်းတွေစောက်လုပ်တဲ့အပြင်စောက်လုပ်ရေး project တွေမှာငွေကြေးထောက်မှန်ပေးခဲ့ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ကျွန်တော်တို့ပြောနေတဲ့ကိစ္စကဘလောက်အတိုင်းအတာရှိလဲဆိုတာကိုသိရအောင် ဒီအချက်တွေကိုပြန်စစ်ကြည့်လိုက်ရအောင်ပထမအချက်တရုတ်ကအဓိကစိတ်ကန်းတွေဖြစ်တဲ့ဘဲဘူအာနဲ့ခရစ်စတိုဘဲကိုထိချုပ်ထားပြီးအဲစိတ်ကန်းတွေက data တွင်းမှာတော့အရေးကြီးတဲ့နေရာတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကပစိဖိတ်နဲ့အာတန်လိုက်တဲ့ကိုဆက်သွယ်ပေးထားလို့ပါ။သူများမှုဖျက်ပြီးဆောက်လုပ်တဲ့၄ချိန်မြောက် data နဲ့ပနားမမျိုးရဲ့အပျော်စီးတင်မောစိတ်ကန်းလိုမျိုးကြီးမားတဲ့ project တွေရဲ့နောက်ကွယ်မှာရှိနေပြီးတော့တရုတ် engineer ပညာရှင်တွေကဥဆောင်ခဲ့တာဖြစ်ပါတယ်။ရင်တောင်ပြောရမယ်ဆိုရင်ဒီအဆောက်အဦတွေကိုပနားမရဲ့အကြီးဆုံးအဆောက်အဦတွေလို့သတ်မှတ်ထားကြတာပါ။ နောက်ထပ်မတ်ကြောက်တိုင်တစ်ခုကတော့2019ခုနှစ်မှာစောက်လုပ်ခဲ့တဲ့အာတလန်တိတ်သမုဒ္ဒရာရဲ့အစွန်းနှစ်ဖက်ကိုဆက်တွယ်ထားတဲ့တော်တော်လေးကြီးမားတဲ့အာတလန်တိတ်တံတားပဲဖြစ်ပါတယ်ဒီရင်းနှီးမြှုပ်နှံမှုတွေကြောင့်တရုတ်အနေနဲ့ဒီနိုင်ငံမှာတစ်ဆင့်ပြီးတစ်ဆင့်လွှမ်းမိုးနိုင်ဖို့ဘယ်လောက်ကြိုးစားနေလဲဆိုတာတွေးရမှာပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကဗျူဟာအရာဆုံးတည်နေရာတွေကတခုမှရင်းနှီးမြှုပ်နှံတာကလုံးဝကိုချီးကျူးဖို့ကောင်းပါတယ်ဒီတရုတ်နိုင်ငံရဲ့လှုပ်ရှားမှုကိုအမေရိကန်ကသတိမထားမိပဲမနေပါဘူးသူများမှာမှဗျူဟာကြကြချုပ်ကင်ထားပြီးပနမားနိုင်ငံမှာတရုတ်ရဲ့ကြီးထွားလာတဲ့လွှမ်းမိုးမှုကသူ့ရဲ့အုပ်ချုပ်သူအဟောင်းကိုစတင်ဒုက္ခရောက်စေခဲ့ပါတယ် ဒီဇန်နဝါရီလတွင်ဖလော်ရီဒါမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထရန့်ကသူ့ရဲ့ထင်မြင်ချက်တွေကိုအငင်းပွားစရာမှတ်ချက်တွေနဲ့ဒီပြဿနာကိုဖော်ထုတ်လာခဲ့ပါတယ်။ပနမားတူမြောင်းကိုပနမားနိုင်ငံစီအုပ်ချုပ်ခွင့်ပြန်လည်ပေးရခဲ့တာကအမှားကြီးတစ်ခုပဲလို့ပြောခဲ့ပါတယ်။ပနမားတူမြောင်းကိုပနမားဆိုးရွားကိုလွှဲပြောင်းပေးခဲ့တဲ့ဂျီမီကာတာကလူကောင်းတစ်ယောက်ပါ။ဒါပေမဲ့သူအမှားလုပ်ခဲ့တယ်လို့ထပ်မံရှင်းပြပါတယ်။သူကတူမြောင်းကိုပနမားနိုင်ငံစီပြန်လည်ပေးရတဲ့ကိစ္စမှာကြီးကြပ်ခဲ့တဲ့သမ္မတဂျီမီကာတာကိုယဉ်ညွန်းနေတာဖြစ်ပါတယ်။ဒါပေမဲ့အငင်းပွားစရာမှတ်ချက်တွေကအဲ့မှာတွေမပြီးသေးပါဘူး။ သူ့ရဲ့မိန်ကောင်းမှာငါတို့အနေနဲ့ပနမားတူမြောင်းကိုစီးပွားရေးလုံခြုံမှုအတွက်လိုအပ်တဲ့ဆိုပြီးထရန့်ကကြေညာခဲ့ပါတယ်။ပြန်လည်ထိန်းချုပ်နိုင်မှုအတွက်ငါတို့အနေနဲ့စီးရေးလက်နက်တွေအသုံးမပြုဘူးလို့အာမမခံနိုင်ဘူးလို့ထရန့်ကဒီစကားတွေကိုတေချာအာယုံစိုက်နေကြတဲ့သတင်းသမားတွေရှိမှပြောခဲ့တာပါ။ထရန့်ကိုကြည့်ရတာအမေရိကန်အတွက်ပနမားတူမြောင်းကအရေးပါတယ်ဆိုတာနဲ့အဲ့နေရာမှာတရုတ်ကလက်ဦးမှုရယူနေတာကိုမကျေနပ်ကြောင်းကိုအားလုံးကိုသိအောင်အတိပေးဖို့စိတ်ဆုံးဖြတ်ထားပုံပါပဲ။ထရန့်တို့တော့ဒီရေးကြီးတဲ့ကုံတွေလမ်းကြောင်းမှာမလွှမ်းမိုးနိုင်ဘူးဆိုတာကိုလက်မခံနိုင်ကြဖြစ်နေခဲ့တဲ့အပြင်ဒီလိုလမ်းကြောင်းကိုအထူးသဖြင့် တရုတ်နဲ့ပတ်သက်နေတဲ့နိုင်ငံကအုပ်ချုပ်권ရှိနေတာမျိုးကိုဖြစ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ပုံပါပဲအရှိကပြောခဲ့လို့ပဲတရုတ်ကပနမတူမြောက်မှာယင်းနှိမ့်မြောက်နိုင်မှုတွေလုပ်နေတယ်ဆိုတာကအဆင်ပြေခြင်းတတ်တတ်ပဲမဟုတ်ပါဘူးဒီကိစ္စကသူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးချဲ့မှုရဲ့အရေးကြီးတဲ့ဒဇိုက်တပိုင်းဖြစ်နေလို့ပါပနမနိုင်ငံမှာရှိနေခြင်းကအမြဲတမ်းအမေရိကန်ကြီးစိုးနေတဲ့နေပြည်ဖြစ်တဲ့နောက်နိုင်ငံဘက်ချမ်းမှာလည်းတရုတ်အနေနဲ့လွှမ်းမိုးနိုင်မှုကူညီပေးပါတယ်ပနမကစိတ်ကမ်းတွေစာအုပ်တွေကတရုတ်ရဲ့ဘ ிய ူဟာကြတဲ့အမြင်နဲ့အင်အားကိုပြသနေတဲ့တပ်တွေတွေပါပဲ တရုတ်ကဘဏ္ဍမဒေတာမှာယင်းနည်းမြုံနယ်မှုတွေလုပ်နေချိန်အမေရိကန်ကဒီစီပွားရေး project တွေမှာပါဝင်ရှင်မြန်မာမျိုးတော်မရှိခဲ့ပါဘူး။ဒါကြောင့်လဲဘဏ္ဍမအနေနဲ့အထူးသဖြင့် Trump ရဲ့ရန်လိုတဲ့အပြုအမူတွေကြောင့်အမေရိကန်နဲ့နှိဆက်ပူးပေါင်းဆောင်ရွက်ဖို့ဝေးကွာလာခဲ့တာပဲဖြစ်ပါတယ်။ဘဏ္ဍမအတွက်ကတော့သူတို့ရဲ့ပြဿနာတွေမှာအမေရိကန်ကိုရောတရုတ်ကိုရောမရောမဆော့ဖက်စေခြင်းမှုဆိုတာကိုတေချာအောင်ပြောပြခဲ့ပါတယ်။သူတို့ကနှစ်နိုင်ငံလုံးနဲ့အကျိုးရှိတဲ့ပူးပေါင်းမှုကိုပဲလိုချင်တာပါ။တနည်းအားဖြင့်သူတို့ကအီရန်ကြီးနိုင်ငံတွေရဲ့ကစားပွဲမှာမြေသားပင်မဖြစ်ချင်ပါဘူး။အဲဒါစားသူတို့ကကမ္ဘာကူတန်ရောင်းဝယ်ရေးအတွက်အချက်ချာကြတဲ့နေရာတစ်ခုပဲဖြစ်ချင်တာပါ။ အဲ့တော့ဒီကိစ္စမှာမေးစရာရှိတာကပနားမအနေနဲ့သူ့ရဲ့စီးပွားရေးဒါမှမဟုတ်အချုပ်ချာအာဏာကိုဆွန့်လွှတ်စရာမလိုပဲဒီလိုအင်အားပြိုင်နေတာတွေကိုထိန်းချုပ်နိုင်ပါမလားတမိုင်းတစ်လျှောက်မှာတွေ့ရလို့ပဲဒီကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကတင်းငယ်တဲ့နိုင်ငံတွေရဲ့ဆန္ဒကိုထည့်သွင်းမစင်စားဘူးဆိုတာသိကြမှာပါအရင်ကဆိုရိုးအတိုင်းပဲနိုင်ငံရေးပြည်ထောင်ဝင်အရေးတွေမှာမမိတ်ဆိုတာမျိုးမရှိပါဘူးစိတ်ဝင်စားတဲ့လူတွေပဲရှိတာပါ